ယ်တယ်လို့ဒီလိုပြောတာပဲဥပမာတစ်ခုထိကြည့်ရယောဂဖြစ်ပြီဆိုလို့ရှိရင်ဘာကြောင့်ယောဂဖြစ်တယ်ဗစေးတောင်းရင်ပြောက်တယ်လို့အသိဉာဏ်ရှိပြီးပညာဉာဏ်ထက်မြက်တဲ့စေတမာဆရာဝန်စီတွားကြတယ်ဘာလို့တွားလဲဆိုရင်ဘာကြောင့်ဒီယောဂဖြစ်တယ်ဗစေးတောင်းရမယ်ဆိုတာသိကျင်လို့တွားတာလေ အဲ့ဒီဆရာဝန်ကနေပြီးတော့ဒီယောဂဘာကြောင့်ဖြစ်တယ်ဘယ်စိတ်တောင်းရင်ပျောက်တယ်ဆိုတာကိုသူကညွှန်လိုက်မယ်အဲ့ဒါလို့ညွှန်တဲ့အခါမှာလူနာလုံးတဲ့ပုဂ္ဂိုလ်ဆေးကိုတောက်အောင်တောက်တဲ့အခါမှာယောဂပျောက်တယ်ဆိုရအကျိုးရတယ်အဲ့တော့အဲ့ဒီအဓိပ္ပာယ်မျိုးပဲမြတ်စွာဘုရားစီသွားတယ်ဆိုတာဘုရားရဲ့အတိညာဉ်ကိုယုံကြည်ပြီးတော့ ဒီအသိဉာဏ်နဲ့ဆုံးဝဩဝါဒတွေကိုပေးလိုက်မယ်အမှန်တရားကိုထုတ်ဖော်ဟောကြားလိုက်မယ်ဆိုတဲ့အသိဉာဏ်ရဖို့အတွက်ရသော်ဘုရားရှိသွားကြစိတ်ကတ်ကြစိတ်ကတ်သည့်အတွက်ကြောင့်ရသော်ဘုရားရဲ့အဆုံးအမတွေကိုရတယ်အဲ့ဒီအဆုံးအမတွေကိုလိုက်နာတယ်ဆိုတာဆေးတောက်တဲ့သဘောပဲပေါ့အဲ့ဒါဆိုလို့ရှိရင်ဘုရားစီကအဆုံးအမရအဲ့ဒီအဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ဆင်းရဲဒုက္ခတွေကလွတ်မြောက်နိုင်တယ်